ဖို့ရိုက်တဲ့သူမဟုတ်တော့ဘဲနဲ့အရိုက်ခံတဲ့သူဖြစ်ဖြစ်ချင်လာတယ်ပေါ့နော်အဲကိုယ့်ရဲ့ခံစားချက်ကိုအဲ့လိုမျိုးဖြစ်ပေါ်လာတဲ့အခါကျတော့အမဒီ2024ပေါ့မနစ်ကနေစပြီးတော့ဝန်ချမ်းရခြင်းဖြစ်ပါတယ် ကျိုးစားမှုအပေါ်မှာလည်းအမှနှစ်တည်ပြောရမယ်ဆိုနှစ်နှစ်လောက်ပေါ့အာဒီစီဇန်ပွဲကနေစပြီးတော့အာတွက်ရမယ်ဆိုရင်အမှဒီနှစ်နဲ့ဆိုရင်နှစ်နှစ်အတော်အတွင်းမှာအမှဒီကေဘောပိုင်းဆိုင်ရာရော တခြားအဲဘိုင်းဆိုင်ရာပေါ့နော်ဒီ talent မြန်မာနိုင်ငံသားတွေနော်အကုန်လုံးကအခုလိုဝိုင်းပြီးတော့ပံ့ပိုးပြီးတော့အားပေးတဲ့အတွက်ကြောင့်အမှအတိုင်းဒီဝန်တာမိပါတယ်လို့ မင်္ဂလာပါရှင်အာအမနာမည်ကတော့ Mrs. Sanchez ဖြစ်ပါတယ်အဲပြီးတော့အခုအဲ Mrs. Supra မြန်မာ organization ကဆက်လုပ်ပြီးတော့အခုဒီနှစ်မှာပေါ့နော်အဲ heritage pageant ကလည်းပြုလုပ်ကျင်းပတဲ့အဲဒီဘန်ကောက်မြို့မှာကျင်းပတဲ့ heritage ပွဲပေါ့နော်2025ပွဲမှာ main winner ရခဲ့တာဖြစ်ပါတယ်ဟုတ် ော့အမတို့ဒီ Mrs. Rama organization ကနေနေ့စဉ်နှစ်တိုင်းပေါ့နော်အဲဒီ heritage ကိုဆယ်လွတ်ချင်းဖြစ်တယ်ပေါ့အဲ့ဒီအချိန်မှာဒီနေ့အနေနဲ့အမအမအနေနဲ့ပေါ့ဒီနေ့အတွက်ဆယ်လွတ်ချင်းခံရတဲ့တော့ကြောင့်မို့အမဒီပွဲဝင်ကြိုင်းဖြစ်ရချင်းဖြစ်ပါတယ်အဖေတဲ့အပေါ်မှာအမအရန်ကိုကျင့်နေပါတယ်ဘာလို့ဆိုတော့အမကအဲကိုယ့်ကိုပေါ့နော်အလောက်ထိအားပေးပြီးတော့အလောက်ထိချစ်ပြီးအားပေးမယ်လို့မထင်ခဲ့ဘူးပေါ့နော်ဒါပေမဲ့အခုမထင်မှတ်ထားပဲပဲနဲ့အဲဒီမြန်မာနိုင်ငံလူတွေရောတခြားနိုင်ငံကို ရောက်နေတဲ့အဲအမားတို့ရဲ့ဒီမြန်မာနိုင်ငံသားတွေเนาะအကုန်လုံးကအခုလိုဝိုင်းပြီးရောပန့်ပိုးပြီးရောအပေးတဲ့အတွက်ကြောင့်အမအတိုင်းဒီဝန်တာမိပါတယ်လို့ပါပြင်ဆင်မှုဘိုင်းမှာကြတော့အများကြီးပေါ့နော်အဲအဓိကပြောရမယ်ဆိုရင်တော့အဲဒီ အင်ဂျီပိုင်းပေါ့နော်အဲဒီအင်ဂျီပိုင်းမှာအမားတို့အဓိကအနေနဲ့ NC NC ကိုကြာတော့ဒီ Mrs. Subramanian မှာ organization ကဆရာနှစ်ယောက်နဲ့အဲဒီဇိုင်နာဖြစ်တဲ့ ST collection ရဲ့ကိုထုတ်မြန်မာမှုရေပေါ့နော်တို့နှစ်ယောက်နဲ့ပေါင်းပြီးတော့အဲတိုင်ပင်ပြီးတော့အစအဆုံးအကုန်လုံးကိုအဲအခုလိုစီစဉ်ပြီးတော့ဟိုဟာဒီဝတ်ဆောင်ပေါ့နော်အဲအမားတို့ပြုလုပ် ပြုတ်လို့ရချင်းဖြစ်တယ်ပေါ့နော်အဲ့ဒီအချိန်မှာအာပြီးတော့နောက်ထပ်အအဓိကဒီ event gown ပေါ့နော်အဲ့ဒီဝတ်ဆောင်ကလည်းအဲ့လိုပဲဒီ ST collection အဲကနေပံ့ပိုးပြီးတော့အဒီဆရာတို့နဲ့အတူတူပေါ့နော်အတိုင်ပင်ပြီးတော့အဒီဝတ်ဆောင်ကလည်းဖန်တီးထားချင်းဖြစ်တယ်ပေါ့နော်ဟုတ်ခါဝဘိုင်းကြတော့လေအမကတော့ဒီအဲ မြန်မာနိုင်ငံမှာကတဲ့ရအမဒီမစ္စဆူပရာမင်မှာ organization မှာစပြီးတော့ season ပွဲကနေစပြီးတော့အမဝင်ရောက်ရှင်ပြိုင်နေပေါ့နော် season ပွဲကဝင်ရောက်ရှင်ပြိုင်တဲ့အချိန်မှာလည်းအမဒီ main winner ဆိုကိုရခဲ့တယ်အဲပြီးတော့ဒီကြားထဲမှာထပ်ပြီးတော့အမအဲ grand final ကိုထပ်ပြီးတော့ join ပေါ့အမပြင်ဆင်နေတဲ့အချိန်မှာဒီခက်ဝက်ပိုင်းဆိုင်ရာကိုအမဒီဆရာဖြိုးမင်းတူတာနေပေါ့နော်အဲထပ်ပြီးတော့ခက်ဝက်ပိုင်းကို join တယ်အဲထပ်ပြီးတော့ပြီးတော့ဒီ grand final မှာလည်းအမ main winner ဆိုကိုရရှိခဲ့တယ်အဲအဲ့အချိန်မှာထပ်ပြီးတော့ဆရာတို့ ုမစ္စဆူပရမမာအော်ဂနိုက်ဇေးရှင်းကအနေနဲ့အဲဒီပြပပွဲကိုဆဲလွတ်ဖို့အတွက်အဲကိုယ်ရွေးချယ်လာတဲ့အခါကျတော့ဒီခက်ဝက်ပိုင်းမှာထပ်ပြီးတော့အဲဒီမစ္စဆူပရမမာအော်ဂနိုက်ဇေးရှင်းရဲ့ဆရာဖြစ်တဲ့ဆရာဆိုင်ရဲ့တင်ကြားမှုအောက်မှာပေါ့နော်အဲသူ့ရဲ့တင်ကြားမှုအောက်မှာအမလိုက်ပြီးတော့ဒီခက်ဝက်ကိုထပ်ပြီးတော့ train နဲ့အဲအဲ့လိုခက်ဝက်ကို train ပြီးတော့အမ အများကြီးစ조사ခဲ့ရပေါ့နော်ဒီစ조사မှုအပေါ်မှာလည်းအမှနှစ်တည်ပြောရမယ်ဆိုနှစ်နှစ်လောက်ပေါ့အာဒီစီဇန်ပွဲကနေစပြီးတော့အာတွက်ရမယ်ဆိုရင်အမှဒီနှစ်နဲ့ဆိုရင်နှစ်နှစ်အတော်အတွင်းမှာအမှဒီ catwalk ဘိုင်းဆိုင်ရာရော တခြားအဲဘိုင်းဆိုင်ရာပေါ့နော်ဒီ talent ကိစ္စတွေကအစအကုန်လုံးအာအများကြီး조사ပြီးတော့ ကြိုတင်ပြီးတော့ပြင်ဆင်ထားတာချင်းဖြစ်ပါတယ်လို့ဟုတ်အင်ထောက်ရှင်တယောက်အနေနဲ့အမားဘက်ကနေအမအမြင်ပေါ့နော်အမားဘက်ကနေပြောချင်တဲ့စကားကတော့ဘာလဲဆိုရင်အဲအဲကိုယ့်ရဲ့မိသားစုကိုပဲအချိန်ပေးပြီးတော့ကိုယ့်ရဲ့အဲအစွမ်းအစကိုယ့်ရဲ့အလအပကိုယ့်မှာရှိတဲ့အဲ talent တွေပေါ့နော်ဒါတွေကိုနှိမ့်ညွတ်မထားပေးနဲ့အဲကိုယ့်အတွက်အဲ တစ်ချိန်လောက်ပေါ့အချိန်တစ်ခုကိုပေးပြီးတော့ကို့အတွက်ဆိုတဲ့စိတ်လေးနဲ့ပေါ့နော်အဲမိသားစုအဝေယကိစ္စအချိန်ပေးရတဲ့နေရာကနေရုံးထက်ခဲ့ပြီးတော့ကို့အတွက်ဆိုတဲ့စိတ်တစ်ခုလေးနဲ့ထွက်လာပြီးတော့အခုလိုအဲနိုင်ငံတကာမှာဖြစ်ဖြစ်လူတွေအားလုံးရဲ့အရှိမဖြစ်ဖြစ်ချပြစေချင်တယ်လို့အမကတော့အဲ့လိုထင်မြင်မိပါတယ်ဟုတ် ီအမြင်ပေါ်မှာတော့ဓာတ်တော့ပြောရမယ်ဆိုရင်အရင်တော့အမတို့အဲဘိုးဘွားစီစဉ်ရဲ့အဘိုးဘွားဘေဘင်တို့ရဲ့အဲ့လိုမျိုးပေါ့နော် အရင်တော့ရှေ့ကနည်းနည်းဘယ်လိုပြောရမလဲအသက်ကြီးရဲ့လူအပြီးတော့ဒီ အစီကန်းတခုကိုအရင်အရန်ကြီးလိုက်နာခဲ့လို့ဗောနော်အဲအဲ့လိုလူတွေရဲ့ထုံလန်းစင်လာအရာပေါ့ဒါကတော့အမျိုးသမီးတယောက်ဖြစ်တဲ့အခါကျအိမ်ထောင်ချသွားရင်အပြင်အလုပ်ထွက်လို့လို့မရဘူးဆိုတဲ့ဟာတွေဗောနော်အဲအိမ်မှုကိစ္စပဲလုပ်ရမယ်ကိုသားသမီးကိုအချိန်ပေးရမယ်ကိုရဲ့ခင်မွန်းတွေကိုပဲအချိန်ပေးရမယ်ပြောရမယ်ဆိုကိုရဲ့ဘဝမှန်တမ်းအကုန်လုံးကကိုရဲ့ဒီမီတာစုမီတာစုတခုအတော့ပဲအကုန်လုံးအချိန်ပေးရမယ်ဆိုတဲ့အဲဟွာဗောနော် ထုံးစံလို့ပြောရမှာပေါ့နော်အဲအဲ့ဒီဟာကအမားကြတော့တဘောမကြောက်ပေါ့ဘာဖြစ်လို့ဆိုတော့ဒါအမျိုးသမီးတယောက်အနေနဲ့ကို့မှာလဲကိုပိုင်လွတ်လပ်ခွင့်ရှိရယ်အဲကိုလှုပ်ချင်တဲ့အရာကိုလှုပ်လို့ရတယ်အဲပြီးတော့အဲအဲ့လိုပြောလိုက်လို့ဒီအိမ်ထောင်ရေးကိစ္စပေါ့နော်အိမ်အိမ်မှုကိစ္စတွေကိုပြစ်ထားရမယ်လို့ပြောဆိုပြောလို့တဲ့ဟာမဟုတ်ပေါ့နော်အဲဘာပဲဖြစ်ဖြစ်အမျိုးသမီးတယောက်မှာအစွမ်းစားရှိတယ် အမအမဆိုလဲအဲ့လိုပဲအခုအိမ်မှုကိစ္စတွေဆိုလဲအမတောက်ထဲလောက်တယ်အဲဒါပေမဲ့ကိုယ့်ရဲ့ဘဝ အဲကိုယ့်ရဲ့အခြေအနေပေါ့နော်ဒါဒီတစ်ခုကိုကိုယ့်ရဲ့ဒီအင်ထောက်တစ်ခုကိုပဲနှိမ့်မြုပ်ပြီးတော့မသွားစေချင်ဘူးပေါ့အဲအဲ့လိုမျိုးလေးအမတော့ထင်မြင်မိပါတယ်ဟုတ်အမကတော့ပြောရမယ်ဆိုရင်အရင်တော့ကတော့အမဖိုတိုဂရာဖာလုပ်တာပေါ့နော်ဖိုတိုဂရာဖာလုပ်တဲ့အချိန်မှာဒါကတော့စင်အောက်တင်စင်အောက်မှာအမဖိုတိုဂရာဖစ်တဲ့အခါကျတော့ဓာတ်ပုံရရတယ်အဲအခု miss အပွဲတွေပါရလဲဝင် ပြီးတော့အမဓာတ်ပုံရရတဲ့အချိန်မှာကိုက main ကလေးတယောက်ဖြစ်တဲ့အခါကျတော့ဒီစိတ်ကတော့ရှိတာပေါ့နော်ကိုကယောက်ျားဆန် န်နေတက်ခဲ့ပေမဲ့လည်းကိုကဓာတ်ပုံရိုက်တယ်လှလလပပနဲ့စင်ပေါ်မှာအဲအဲ့လိုအမျိုးသမီးလေးအဲလလပပနဲ့တွာလာနေရှောက်လန်းနေတဲ့အရာကိုမြင်တဲ့အခါကျတော့ကိုကလည်းစိတ်ဝင်စားရဲဒါပေမဲ့ကိုယ့်ဘက်ကမလုံနိုင်ခဲ့ဘူးပေါ့နော်အဲဒါပေမဲ့အခုဒီအိမ်ထောင်လဲကြွားပြီးတော့အဲအတိုင်းဒါတစ်ခုရောက်သွားတယ်အချိန်အချိန်တစ်ခုကုံလုံသွားတဲ့အခါကျတော့အမအဲဒီဟာကိုပြန်ပြီးတော့ဆက်လုတ်ခြင်းနဲ့ဆက်လုတ်ခြင်းနဲ့ဆိုတဲ့အထဲမှာကိုကဓာတ်ပုံရိုက်တဲ့သူမဟုတ်တော့ဘဲနဲ့အရိုက်ခံတဲ့လူဖြစ် ဖြစ်ချင်လာတယ်ပေါ့နော်အဲကိုယ့်ရဲ့ခန်းစားချက်ကိုအဲ့လိုမျိုးဖြစ်ပေါ်လာတဲ့အခါကျတော့အမဒီ2024ပေါ့မနစ်ကမနစ်ကပေါ့နော်အဲအဲ့ဒီ season point အခုဆရာတို့ဒီ Mrs. Superman မှာ organization စပြီးတော့တို့အာဟွာလောက်တာပေါ့တို့ပွဲတွေကိုအမဝင်ကြည့်တဲ့အခါကျတော့တို့ပွဲတွေတဘောကြပြီးတော့အမဒီရအောင်မနစ်ကနဲ့စပြီးတော့ဝင်ချရခြင်းဖြစ်ပါတယ်ဟုတ်အဲ့တော့ တပုံရိုက်အရင်တော့တပုံကိုယ်တိုင်ရိုက်ခဲ့တဲ့သူနဲ့ဒါရိုက်ခဲ့ရတဲ့သူဖြစ်သွားတဲ့ဟာဘာတွေကွာခြားပါလဲမအများကြီးကွာခြားတယ်အများကြီးကွာခြားတယ်ဆိုတဲ့အထဲမှာအာဓာတ်ပုံရိုက်တာကတော့ဒါကိုရဲ့ creation နဲ့ကိုဘောနော်ကိုဘလို့ရိုက်ချင်တယ်ဘလို့ဆိုတဲ့ဟာကို item နဲ့ကိုရိုက်ရတယ်ပေါ့ဒါပေမဲ့ဒီရိုက်ရတယ်ဆိုတဲ့အထက်မှာအရင်လွတ်လပ်တယ်ပေါ့နော်အဲစိတ်ကလည်းပေါ့ပေါ့ပါရှိရယ်လွတ်လပ်လပ်ရှိရယ်အဲအဲ့အဲ့ဟိုဟာအရင် ကောင်းတယ်ပေါ့အဲဟိုခန်းစားချက်ကဘလူးလက်လက်ရှိတဲ့အခါကျတော့အဆင်ပြေတယ်ဒါပေမဲ့အခုကိုကိုတိုင်အရိုက်ခံရတဲ့ဘဝရောက်သွားတဲ့အခါကျတော့တော်တော်အဆင်မပြေဘောเนาะအပြီးတော့မိတ်ကပ်လိန်ထားတဲ့ဟာတွေပေါ့เนาะမိတ်ကပ်လိန်ထားတဲ့ဟာတွေဆိုတော့လဲအဲကိုကိုကောင်းကောင်းလေး support ပေးထားတယ်အဲအဲ့အချိန်မှာဘာဖြစ်လဲဆိုတော့ကိုကအရင်ကဆိုပြင်ပြင်ဆင်ဆင်မနေတဲ့လူဖြစ်တဲ့အခါကျတော့ အခုဒီမိတ်ကပ်နဲ့နေရတာထိုင်ရတာပြီးတော့အခုဆိုပိုဆိုဝါးရေပေါ့နော်အဲအင်ထောင်ရှင်အလားမတယောက်နေနေဆက်လက်ပြီးတော့ရိုက်တီလာတဲ့အခါကျတော့အဲနေရတဲ့ထိုင်ရတဲ့ဟာတွေကမလွတ်လပ်တော့ဘူးလို့ခံစားရတယ်ပေါ့ဟုတ်ကိုကိုအဲ့လိုမျိုးခံစားမိပါအဲ့တော့ဒါအရင်ဓမ္မဆရာဘွားလေးကိုပြန်လွှမ်းသွားနေတာမှပြောလွမ်းနေလွမ်းလာတော့လွမ်းနေဟုတ်ကယ်ရီယာကိုချိန်ဖို့ဘယ်တော့မှစဉ်းစားကြရတယ် အဲ့လိုအရင်တော့စဉ်းစားရတယ်ဆိုတော့အဲထမှာတော့ဟိုလိုအရင်တော့စဉ်းစားရတာတော့မရှိဘူးပေါ့နော်ဒါပေမဲ့ဒီထပ်ပြီးချိန်လိုက်တဲ့အချိန်မှာတော့တော်တော်တော့အခက်ခဲလေးတွေရှိရပါဘောကိုနဲ့လုံးဝမတူတဲ့ lesson တစ်ခုကိုကိုကပြန်ပြီးတော့ပြောင်းလာတဲ့အခါကျတော့အခက်ခဲတွေတော့အများကြီးရှိပါတယ်ဟုတ် အဓိကကတော့အမားကတော့ဒီဓမ္မလောကဝါသနာပါတဲ့အခါကျတော့ပြောရမယ်ဆိုဒီအခု message လောကနဲ့ဓမ္မလောကဆိုတာဒါအနုပညာအတိုင်းဝိုင်းပဲပေါ့နော်အရင်တော့ကွဲပြီးတော့ထွက်သွားတယ်ဆိုတော့မရှိဘူးအဲဒါပေမဲ့သူတို့ညကဆက်ဆက်နေတယ်ဒါပေမဲ့လုံပုံကန်ပုံကတော့ကွာခြားတယ်ပေါ့နော်အဲ့လိုအခြေအနေမှာကျတော့အမားအနေနဲ့ကဘလို့စဉ်းစားထားလဲဆိုတော့ကိုဝါသနာပါတဲ့အခု message အလုပ်ကိုလည်းကွာဒီအနုပညာကိုဆက်လုပ်ချင်တယ်အဲပြီးတော့ကိုအရင်ကိုနှိမ့်ညွတ်ခဲ့တဲ့အရင်ဝါသနာပါခဲ့တဲ့ဒီ photograph ာဖာကိုလည်းအမအမ်ဆွတ်လို့ပေါ်တော့ဟိုဟာအသွေးတော့မရှိဘူးပေါ့နော်ဆက်လက်ပြီးတော့အမအချိန်တခုပြန်ရောက်ပြီးအမ ready ဖြစ်တဲ့အခါကျတော့အမဒီလောကထဲကိုပြန်ဝင်มาပါဟုတ်